ာချောင်းလေးကြောင့်အွန်လိုင်းမှာမမီခေါ်ခဲနေရပြီးနမည်ကြီးနေတဲ့မရင်ရွှေလိုလူတိများတဲ့အာကာမြအောင်မိင်္ဂလာပါပရိသတ်ကြီးအာကာမြအောင်ဆိုတာကတော့တချိန်ကပညာပေးဆက်ကားရိရှိုက်ကူကနမည်ကြီးလာတဲ့မြန်မာတရုတ်ဆောင်တွေကတအူးဖြစ်ပါရီမြေမြိုခံရသောမရင်ရွှေလုံးစစ်စစ်ကနေငါးဖြစ်သွားသောသူတတူးထိုးပြီးတော့လက်ပါပြတ်သွားသူစားရိဇကားရိဟာအာကာမြအောင်ရဲ့နမည်ကြီးနုပညာဇကားရိဖြစ်ပါရီမင်းသမီးတွေလာလာပါပါအချစ်ကားရဲ့နေကြချိန်မှာဒီလိုမျိုးသူမတူပြီးတော့ထူကြရေးစကားတွေကြောင့်ပဲအာကာမြင့်အောင်ဟာ ဗီဒီယိုစကားတွေခစ်ကုံသွားတာတောင်မှအခုချိန်ထိလူပြောများနေစေဖြစ်တဲ့တရုတ်ဆောင်တူဖြစ်လာခဲ့ပါရီအာကာမီယာဝါအခုချိန်မှာအရှင်ကားလောက်အမှုပညာလုပ်တွေမလုပ်တော့ဘူးဆိုပေမဲ့ပရိသတ်နဲ့ဆက်တယ်မပြတ်အောင်တော့မကြမကြရှိုးဝဲတွေအင်တာဗျူးတွေမှာပါဝင်ဖြစ်ပြလေးရှိပါရီအရှင်ကအရင်ကြီးပေါ်ပြူလာတိတ်မဖြစ်ခဲ့တဲ့အာကာမီဟောင်ဟာအခုချိန်မှာတော့ပရိသတ်တွေပစက်ပြားမှာရေပန်းစားလူပြောများလာခဲ့ပါရီအကြောင်းကတော့အာကာမီဟောင်ဟာသူမရဲ့သားချောလေးကိုပွဲထုတ်လိုက်လို့ပဲဖြစ်ပါရီအရှင်ကဆိုရင်အာကာမီဟောင်ကပရိသတ်အများစုစီကနေဝိုင်းထိုးတာစားနောက်တာ ားကိုအမြင့်မြုပ်ခံခဲ့ရပါသည်။ဂျာယီမင်းတားချော့ချော့လေးကိုပွဲထုတ်လိုက်ပြီးနောက်ပိုင်းမှာတော့အာကာမြင့်အောင်ကိုဝေဖန်ကြသူတွေစားနာကြသူတွေကြက်ပြောင်ငှက်ပြောင်ပြတ်ကုန်ကြပါတော့သည်။အဲ့လူတွေစားအာကာမြင့်အောင်ကိုရောက်ခမကြီးလို့ခေါင်းစဉ်တက်သူတွေမမေခေါ်သူတွေကပဲမှုလို့ပေါ်လာခဲ့ပါသည်။ နည်းနည်းလေးကြည်ကောင်းချောမရည်ဒီကိုမြင်တာနဲ့ဝုံးကျင်ကြတဲ့အမျိုးသမီးတူကြီးအတွက်တော့အာကာမြောင်ရဲ့သားလေးခန့်သွင်းသူဟာမျက်စိကျစရာဖြစ်လာခဲ့ပါရီ။အန်ဩစရာကောင်းတာကအမျိုးသမီးတူကြီးတွေမကပဲအမျိုးသားတချို့ကပါအပျော်သဘောနဲ့လိုက်ချူကုန်ကြတာပဲဖြစ်ပါရီ။ပရိသတ်များစုအထူးသဖြင့်မိကလီပရိသတ်တွေကြားမှာအာကာမြောင်ရဲ့သားလေးဟာရေပန်းစားလာခဲ့ပြီးသူမရဲ့အမိထက်တာမှာပုံစိတ်ဝင်စားခံနေရတယ်လို့ဆိုရမှာပါ။တချို့ကအာကာမြင့်အောင်ကိုအမျိုးမျိုးထိုးခဲ့ကြတဲ့ပရိသတ်တွေကလည်းခုကြမှာမိမိဆိုပြီးတော့ခေါင်းစဉ်တကအမျိုးမျိုးချူပြမေတ္တာရှင်မ ားလေးတွေလုပြနေပုံကတကယ့်ကိုရည်ချင်စရာလေးကောင်းလာပါတယ်အတိစရာထဲတားချောလေးတွေကိုတွေ့တော့အပြော်သဘောနဲ့စားနောက်ချင်တာလေးဖြစ်နိုင်ပါ ರೀ ဘလိုပဲဖြစ်ဖြစ်အခုချိန်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလူစိတ်ဝင်စားမှုအများဆုံးရရှိနေသူတွေတည်းကတယောက်ကတော့အာကာမြအောင်ရဲ့အသေးဆက်ဆက်ပွဲထုတ်လာတဲ့တားချောလေးပဲဖြစ်ပါ ರೀ ဒါကိုကြည့်ချင်းအပြင်အာကာမြင့်အောင်စီမှာချစ်ဖို့ကောင်းတဲ့သားလေးရှိတာကိုမသိခင်ကနဲ့တိပိသားချင်းတွေမှာအတော်လေးကွာခြားသွားတာတွေ့ရမှာပါ။တချိန်ကမယင်ရွှေလိုလူတွေဝိုင်းစားခံရပေမဲ့အခုချိန်မှာတော့အဲ့ဒီမယင်ရှင်ရဲ့ချိန်မှဖြစ်ချင်သူတွေဟာခက်များများမလို့အကောလုံးကတန်းစီစောင့်ဆိုင်ပေးရမယ်။အချိန်နှစ်ထိတောင်မှရောက်ရှိလာခဲ့ပါရီ။အာကာမြင့်အောင်ကတော့သူမရဲ့ချစ်စရာကောင်းတဲ့သားလေးကိုဘသူ့လက်ထဲမှာထည့်ပေးခြင်းပုံမရပါဘူး။ ။ဘာလို့လဲဆိုတော့သူမတို့ရဲ့မိသားစုရဲ့အင်တာဗျူးမှာတားဖြစ်သူကမိန်းကလေးတွေနဲ့ပတ်သက်ရင်စိုးလေးရှိတယ်ဆိုပြီးတော့ပြောထားတာကြောင့်အမျိုးသမီးတူကြီးအတွက်တော့မျောလင်းချက်ရောင်ကြီးလေးမိမ့်မိန်လေးပဲရှိပါရည်။ဒါပေမဲ့ပရိသတ်တွေကတော့ online ကနေမိမိတို့ရတာကဘာကြိုးရုံမှုမှရှိတာလည်းမဟုတ်တာကြောင့်ဆက်ကျူးနေစေဖြစ်ပြီးအာကာမီအောင်တယောက်မှာတော့ဝမ်မနာသားသမီးတွေအတော်ကိုမှများလာခဲ့ပါရင်အာကာမီအောင်ရဲ့သားဖြစ်သူကတော့အမှုပညာလောကကိုဝါသနာပါတာကြောင့်သူ့မိရဲ့ချီအားကိုနေပြီးအမှုပညာလောကတွေကိုဝင်လာမလားဆိုတာကိုတော့စောင့်မျှော်မှာပဲဖြစ်ပါရင် သူ့ကိုကျူးနေကြတဲ့ပြိသက်ကြီးတို့ကရောအာဂါမီအောင်ရဲ့သားလေးအနုပညာလောကရဲ့ရောက်လာရင်တောင်အပိစားဖို့ဆင်သင်မဲလာရှင်ခုကြည့်နေတဲ့ပြိသက်ကြီးတို့ကရောအာဂါမီအောင်ကိုမမေ့ခေါ်ပြီးတားဖြစ်သူကိုကျူးနေကြသည်လားဆိုတာပြောခဲ့ပြပါအောင်ရှင်